မြတ်စွာဘုရားကကာလမမင်းတို့လောဘဆိုတဲ့သဘောတရားဟာအကုသိုလ်လို့ပြောမလားကုသိုလ်လို့ပြောမလားဒီနေရာမှာအကုသိုလ်ကုသိုလ်ဆိုတာတဲ့ကောင်းတဲ့တရားလားမကောင်းတဲ့တရားလားအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားလို့စဉ်းစားပါတဲ့လူကျင်နေရကျင်နေဆိုတဲ့စိတ်ဟာအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားကောင်းတဲ့တရားလားမကောင်းတဲ့တရားလားမကောင်းဘူးပေါ့ဒါသိနိုင်တာပဲနော်ဒီလောဘဆိုတာ ဖြစ်လာတော့ ်တ်ချင်းဆိုတာဖြစ်လာတယ်ခိုးချင်းဆိုတာဖြစ်လာတယ်ကာမဂုဏ်မှားယွင်းချင်းဆိုတာဖြစ်လာတယ်ဟုတ်လားလိညာပြောဆိုချင်းဆိုတာဖြစ်လာတယ်သူများကိုလည်းပဲတတ်ဖို့ခိုးဖို့ကာမကိစ္စဖောက်ပြန်ဖို့လိညာဖို့တိုက်တွန်းတာတွေစေခိုင်းတာတွေဖြစ်လာနိုင်တယ်အဲ့ဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ရှိမြင့်စွာသောကာလပတ်လုံးအဲ့ဒီပုဂ္ဂိုလ်နဲ့တကွာအဲ့ဒီပုဂ္ဂိုလ်ဤဆက်ရာ လောကကြီးဟာဆင်းရဲဒုက္ခတွေနဲ့အများကြီးဒုက္ခရောက်ကြမှာပဲတဲ့။ဒါကြောင့်သင်္ချေသားတို့စဉ်းစားပါ။ လောဘဆိုတာကောင်းတဲ့တရားလားမကောင်းတဲ့တရားလားအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားကိုယ်တိုင်ဉာဏ်နဲ့သိနိုင်ပါတယ်တဲ့ဒီနေရာမှာပိဿပောင်သူတော်ကောင်းတို့လည်းပဲတရားနာရင်းနဲ့စဉ်းစားပါဒီလူချင်းနဲ့မမိုးတယ်တွေ့တာတယ်ဆွေးလန်းတယ်ဆိုတဲ့တဏှာလောဘຢာကလောဘဒီလောဘဆိုတဲ့သဘောတရားတွေဟာကောင်းတဲ့တရားလားဆိုးတဲ့တရားလားဆိုတာကွဲကွဲပြားပြားသိဖို့လိုမယ်တကယ်တမ်းကတော့မကောင်းတဲ့တရားပဲအပြစ်ရှိတဲ့တရားပဲ အရှင်ဘုရားကိုမိသားစုလေးကိုတွေ့တာတာကိုပြည့်စုံဥစ္စာကိုဆွဲလန်းတာကိုအတိုင်းဝိုင်းလေးကိုသားသမီးလေးကိုချစ်တာဆွဲလန်းတာအပြစ်ရှိသလားဖေရလို့မေးကြည့်ပါ အပြစ်ရှိတာပေါ့ဒီနေရာမှာအပြစ်ဆိုတာဘာကိုပြောတာတုန်းအပြစ်ဆိုတာ အကျိုးမဲ့စေတာမကောင်းတာတွေဆင်းရဲတာတွေကိုဖြစ်စေတာကိုဒါအပြစ်လို့ပြောလို့မရဘူးလားဟဲ့အဲ့ဒါအပြစ်ပေါ့ဟုတ်တယ်မို့လားကိုကိုဆင်းရဲသွားသေးတယ်အကျိုးမဲ့သွားသေးတယ်ဒုက္ခရောက်သွားသေးတယ်ဆိုရင်အဲ့ဒါအပြစ်ပဲမို့လားဟုတ်တယ်နော် အဲ့တော့ဆွဲလန်းမှုမမောမှုတွေ့တာမှုဒီလောဘတွေဟာဘလို့လို့ကောင်းကျိုးပေးမလဲပြရတော့ဇာယတိသောကောတဲ့ချစ်ခင်ခြင်းဆွဲလန်းခြင်းမျက်နှိုးခြင်းဆိုတဲ့လောဘတွေစိုးရိမ်ခြင်းကိုဖြစ်စေတယ်တဲ့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာစိုးရိမ်ရတာတွေပူပန်ရတာတွေကြောင်းကြရတာတွေဟာအဲ့ဒီချစ်ရတဲ့မျက်နှိုးရတဲ့ဆွဲလန်းရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒုက္ခဖြစ်ကြတာမဟုတ်လားအဲ့ဒါဒီလောဘကြောင့်ဖြစ်တဲ့ဆင်းရဲပဲမဟုတ်လား ေးအဲ့ဒါလိုတောကတွေကိုပူလောင်မှုတွေကိုဖြစ်စေတဲ့ဒီလောဘကိုအကောင်းလို့ပြောမလားအဆိုးလို့ပြောမလားအဆိုးလို့ပြောရမှာပေါ့အပြစ်ရှိတဲ့တရားလို့ပြောရမှာပေါ့နော်တရားကြီးဒီမိုင်းမြတ်အဲ့ဒီလောဘတက္ကရာအာကြီးလေလေဒီပုဂ္ဂိုလ်ဒုက္ခရောက်လေလေပဲဟုတ်လားကိုသားသမီးပေါ်တိတ်ဆွဲလန်းနေဆိုရင်အော်ညအချိန်တော်လို့မှရောက်မလာဘူးဆိုရင်ဘာဖြစ်ပြီတော့ဇိုးရိမ်ပြီပူရပြီအဲ့ဒါပိဿပေါင်းတတော်ကောင်းတို့စဉ်းစားကြည့်ပါပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လို့မြတ်လို့ရတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ ပူရတယ်ဆိုတဲ့နေရာမှာတောင်မှတယောက်နဲ့တယောက်ပူကြပုံချင်းမတူဘူးဆွဲလန်းမှုနဲတဲ့ပုံကိုယ်တွေကအပူတက်တာတော့တေကြတယ်ဆွဲလန်းမှုကြီးတဲ့ပုံကိုယ်လောဘကြီးတဲ့ပုံကိုယ်ကအပူကြီးတာပဲဆင်းရဲကြီးတာပဲအဲ့တော့လူတွေက ထင်မှာပေါ့ဩငါမျက်နှာရတဲ့ပုံကိုယ်တွေကမလိမ္မာလို့ငါဒုက္ခရောက်တာလို့ထင်ကောင်းထင်လိမ့်မယ်ဟုတ်ရဲ့လားတကယ်ကတော့သူ့ပေါ်မှာကိုယ်ဆွဲလန်းမှုကြီးလို့ကိုယ်မှာဒုက္ခရောက်ရတာ တကယ်လို့သူ့ကိုကိုကဆွဲလန်းမှုမမောမှုမရှိဘူးဆိုရင်သူ့ဟာသူဘလို့ပဲမလိမ်မာလို့နေနေမိုက်လို့နေနေကိုမှဘာမှပူစရာအကြောင်းမရှိဘူးဟုတ်ရလားပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့လေဒီတိုင်းပဲမဟုတ်လားနော်ကိုအင်ကပစ္စည်းလေးအတူတချောင်းလောက်ပျောက်သွားရင်ဒါထိုက်တဲ့လောက်တော့ရှာရဖို့ရအုံနောက်600သေးတာပဲအတိပြင်းနေရာမှာသင်္ဘောကြီးမှောက်တယ်လေရင်ကြီးပြက်ကြတယ်ဘာဖြစ်တုံးဘာမှမဖြစ်ဘူးအဲ့ဒါတွေကိုမှမဆွဲလန်းပဲနဲ့ကိုမှမမမောပဲနဲ့ကို့ဥစ္စာမှမဟုတ်ဖဲနဲ့ဟုတ်ရမို့လား ဒါကြောင့်ပူလောင်တယ်စိုးရိမ်တယ်ဆင်းရဲတယ်ဆိုတာ လောဘကြောင့်ဖြစ်တယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်မရှိတောင့်တရှိကြောင်ကြအင်မတန်ထင်ရှားတယ်နော်တခိုင်းဒီမိုင်းမြားဒါကဥစဉ်တို့အခြေခံကြတဲ့ဆင်းရဲကိုပြောတာဒီလောဘကိုကိုကမထိန်ချုံနိုင်ဘူးဆိုရင်ကိုပစ္စည်းကိုလိုချင်တဲ့လောဘကိုအတိုင်းဝိုင်းကိုတွေ့တာတဲ့လောဘကနေကြီးကျယ်လာနိုင်တယ်သူများပစ္စည်းတွေကိုပါလိုချင်တဲ့လောဘဟုတ်အဲ့ဒီလိုဖြစ်လာပြီဆိုရင် တတ်မှရမယ်ဆိုရင်တတ်မှပဲခိုးမှရမယ်ဆိုရင်ခိုးမှပဲတိုက်မှရမယ်ဆိုရင်တိုက်မှပဲအဲ့ဒါလို့ခိုးခြင်းဆိုတဲ့အလုပ်တိုက်ခြင်းဆိုတဲ့အလုပ်တကယ်ရုံမာတဲ့ကောက်ကျစ်တဲ့ရက်ဆက်တဲ့အလုပ်တွေဆိုတာဒီလိုခြင်းမှုဆိုတဲ့လောဘကိုအကြောင်းပြုပြီးတော့ဖြစ်ကြတာမဟုတ်လားဟုတ်တယ်နော်တကယ်ဒီမိုင်းမြတ်ဒါကြောင့်လူတယောက်သခိုးလို့နာမည်အတက်ခံရတယ်အင်မတန်ကြမ်းထမ်းပါတယ်အင်မတန်ဆိုးဝါးပါတယ်အဲ့ဒီသခိုးဆိုတဲ့နာမည်ကြီးသူ့ဘာကြောင့်ရတယ်လို့သူ့လောဘကြောင့်ရတာပေါ့ ဟုတ်ရမို့လားဓမြဆိုတဲ့နမေကြီးဘာကြောင့်ရတော့လောဘကြောင့်ရတာပေါ့ရက်ဆက်တဲ့ကောက်ကျစ်တဲ့လိညာတဲ့လှဲ့ပြားတဲ့မဟုတ်တာလုပ်တယ်ဟောဘဲကိုအခြေခံလဲလောဘကိုအခြေခံတယ်နော်ဒါကြောင့်ဦးဇင်းတို့ဖရာလောင်းကန္နယတိဘဝဖြစ်စဉ်တုန်းကတရားမင်းကြီးကဟိုလူမဲတဲ့လူမဲတာတွေစံပြီးတော့ငါမချစ်နှစ်သက်ပါပါဘူးလို့လာပြောတော့ဟေးအသားမဲလို့လူမဲလို့ဆိုတာမဟုတ်ဘူး လောကမှာအကျင့်ပုံမှလူမဲအကျင့်ဖြူစင်လို့ရှင်ဒါလူဖြူပဲဆိုပြီးတော့ဘုရားလောင်းကပြန်ပြောတော့သဘောကျပြီးတော့တရားမင်းကြီးကကောင်းလွန်းလို့တဲ့ဒီစကားလေးကကောင်းလွန်းလို့အရှင်ယသိရဲ့ဆန္ဒထဲမှာဖြစ်ချင်တာကိုပြောပါဖြစ်အောင်လုပ်ပေးပါမယ်ကြိုက်တဲ့ဆုကိုတောင်းပါဖန်တီးပေးပါမယ်ဆိုပြီးတော့တရားမင်းကြီးကဆုတွေပေးတော့ဘုရားလောင်းကဆု6မျိုးတောင်းတောင်းတယ်လေအဲ့ဒီတောင်းတဲ့ဆုတွေထဲမှာလောဘကင်းမရစေဆိုတဲ့ဆုပါတယ် ဟုတ်လားအဲ့ဒီမှာတရားမင်းကလောဘရဲ့အပြစ်ကိုဘာတွေမျက်မြင်လို့လောဘကိုမရကျင်ရတာတုံးလောဘမှာဘာအပြစ်ရှိလို့တုံးလို့ပြောတော့ဦးဇင်းတို့ဘုရားလောင်းကြီးကလောဘရဲ့အပြစ်ကိုအကျဉ်းဆုံးအဆင့်ကိုထုတ်ပြရတယ်။အာလောဘတာဟတာကာရာနိဂတိဝင်စနာနိစာဒိဋ္ဌံဒီလောဘဓမ္မေတုတတမလောဘနာရောစေယတရားမင်းတဲ့ရင်ပေါ်မှာဒုတ်တို့ဓာတ်တို့လက်နှက်တို့ကိုတင်ပြီးတော့ လူရကြကြခိုးကြတာဆိုးကြတာတတ်ကြတာဖြတ်ကြတာအဲ့ဒါလောက်ယုံရင်ရက်ဆက်တဲ့အမှုတွေဟာလောဘရှိတဲ့ပုံကိုယ်တွေရဲ့တန်တမာပဲဖြစ်နိုင်တာတဲ့ဒါကြောင့်ငါလောဘကိုမကြိုက်ဘူးတဲ့လောဘကိုမနှစ်သက်ဘူးလို့ဒီလိုပြောဘူးတဲ့ဟုတ်ရလားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့လူကျင်တယ်ရကျင်တယ်မမိုးတယ်ဆွဲလန်းတယ်ဘာအပြစ်ရှိတယ်လဲလို့မမေးပါနဲ့အပြစ်မှအကြီးကြီးရှိတယ်အခြေခံအဖြစ်ဆွဲလန်းမှုမမိုးမှုကြီးရင်ကြီးသလောက်စိုးရင်ရမယ်ဆိုတာကတော့တေကြတယ် သူတဖြင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဉာဏ်ရှိတဲ့လူတွေပါစဉ်းစားကြည့်ပါဟိုလောဘကဖြစ်နေတဲ့အခိုက်အတန့်မှာတော့မစင်းရဲသလိုလိုရှိတယ်တခါတလေကိုကြိုက်တဲ့အရာလေးကိုကြိုက်နေရတာကအရသာရှိပြီးတော့ချမ်းသာသလိုလိုတောင်ရှိတယ်ဒါပေမဲ့အဲ့ဒီကိစ္စကရေရှည်မှာအဆုံးမှာအကြီးကြီးသောဒုက္ခကိုဖြစ်စေလိမ့်မယ်ဘယ်အချိန်မှာဒုက္ခအကြီးအကျယ်ဆုံးပေးမလဲဆိုတော့ဒီကနေ့အချိန်ခွဲရတော့ခွာရတော့မဲ့အချိန်မှာ ဆွဲလန်းမှုကြီးရင်ကြီးသလောက်အဲ့ဒီပုဂ္ဂိုလ်ဒုက္ခရောက်မှာပဲဒါကြောင့်မြတ်စွာဘုရားကဒီဆွဲလန်းမှုမမောမှု လောဘဆိုတဲ့သဘောတရားဟာခွဲခွာရတော့မယ့်အချိန်မျိုးမှာတကယ်မခွဲခွာရသေးခင်တောင်မှ ခွဲခွာရတော့မယ်လို့တတိပေးလာပြီဆိုတဲ့အချိန်မျိုးမှာဒါအကြီးကျယ်ဒုက္ခရောက်မှာပဲစိတ်ကူးကလေးနဲ့ငါပိုက်သေးမှာငါခန္ဓာမှာကင်ဆာဆိုတဲ့ယောဂာမြန်ရှိနေပြီလားလို့ တန်တရာဖြစ်ရတဲ့အနေအထားမျိုးရှိမယ်ဆိုရင်တော့ပေးသက်ပေါင်းသူတော်ကဘလို့နေမလဲစဉ်းစားကြည့်နော်ဒီနေရာမှာကင်းစာဖြစ်ရင်တေချာပေါက်တေရလိမ့်မယ်တေချာပေါက်ပျက်စီးလိမ့်မယ်ဆိုတာကိုသိလို့ပျက်စီးမှကြီးကိုကြောက်တာဟုတ်ရဲ့လားဟာကင်းစာကကုလို့ရတဲ့ကင်းစာကုတဲ့ဆေပိုးနေပြီလေဆိုတာကိုသိရင်ဒီလောက်ကြောက်မလားအဲ့တော့ကင်းစာကို ကြောက်တာလားပျက်စီးမှကိုကြောက်တာလားဟောအဲ့တော့ပျက်စီးမှကဘာလို့ကြောက်တာတုံးဆိုတော့ မမောမိတာကိုဒါလေးကိုမပျက်စီးခြင်းနဲ့စွဲလန်းထားတာတိမ့်ပိုက်ထားတာဟုတ်ရဲ့လားဒါကြောင့်ဒီလောဘဆိုတဲ့သဘောတရားဒီဖြစ်နေတဲ့အခိုက်အတန့်မှာတိတ်မပူလောင်ဘူးထင်ရပေမလို့ရေရှည်မှသူကပိုကြောက်စရာကောင်းနေဒါပေမဲ့တိတ်ကြီးကျယ်လာရင်တော့ဆိုးဝါးမှုယုံမှမှုရက်စက်မှုတွေကန်းကုံအောင်ဖြစ်ပြီးတော့ကြောက်စရာအင်မတန်ကောင်းပါလေတိုင်းပြည်တတိုင်းပြည်နဲ့တတိုင်းပြည်အနိုင်ကျင့်နေကြတာအုပ်စုတစုနဲ့တစုအနိုင်ကျင့်နေကြတာလူတစ်ယောက်နဲ့တစ်ယောက်အနိုင်ကျင့်နေကြတာ မြားသောအဖြစ်လိုချင်မှုရခြင်းမှုတခုခုကိုအကြောင်းခံပြီးတော့အနိုင်ကျင့်ကြတာပါရက်ဆက်ကြတာပါဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားက ကာလမမင်းတို့တဲ့လောဘဆိုတဲ့သဘောတရားဟာမကောင်းမှုအပြစ်ရှိတယ်ဆိုတာသိနိုင်တယ်တဲ့ပညာရှိတွေကလည်းမချီးမွမ်းဘူးတဲ့ဟာလောဘကြီးတာကောင်းတယ်လို့ဘယ်ပညာရှိသူတော်ကောင်းကမှမပြောဘူးလောဘကြီးရင်ဆင်းရဲမှာပဲလို့ပဲပြောလိုက်မယ်ဟုတ်ရလားနောက်ပြီးတော့ဒီလောဘကြောင့်တချင်းကိုချင်းကာမကိစ္စဖောက်ပြန်ခြင်း လိညာပြောဆိုခြင်းဆိုတဲ့ဒီအပြစ်ရှိတဲ့အမှုတွေကိုသာလဲလွန်ကျူးစေလိမ့်မယ်။ဒါကြောင့်လောဘဟာမကောင်းဘူးတဲ့။ဒါအမေးဖြေလေးနဲ့ပြောတာနော်မြတ်စွာဘုရားက